ခင်ဗျားတို့မှာဖြည့်ရှင်းစရာနီးလန်းရှိကောင်းရှိနိုင်တယ်။သူ့မှာမရှိရင်လည်း तू လုံးမိမှာပဲ။ခမင်းငတ်ဘူးလား။ကိုကိုတိုင်ကျွေးနဲ့သွင်းနဲ့ရင်းပြီးရှာထားတဲ့ပစ္စည်းစင်ရဲတဲ့ဘက်ကာကွယ်မင်းနဲ့ခင်ဗျားစင်ရဲဘူးလား။ခင်ဗျားတို့စင်ရဲဘူးလား။ဒီဆိုင်ပိုင်ရှင်နဲ့အတော်လို့ငိန်နေတာလဲပေါ့။ဘွားရဲ့လောက်ရက်ကိုလက်မခံဘူး။ तू နဲ့ဆွေမျိုးဆိုလို့ရှိရင်တော့ဆိုင်အတော်တယ်မဆိုင်မတော်။အမေရဲ့အမေနဲ့ယူထားတာ။ဟိုသူ့တမီးသူ့တမီးပါမယ်။ကြီးပါမယ်ပေါ့နော်။အဲ့တော့ကျွန်တော်ကိုချင်းစားတယ်ကိုချင်းစားတယ်ဒီဒီကျွန်တော်ဆိုလည်းမလို့ဖြည့်ရှင်းနိုင်လို့ဒီပြဿနာကိုဒီလိုဖြည့်ရှင်းလိုက်ရတာ လူတယောက်ကခံစားချက်ချင်းမတူဘူးကြုံတွေ့လာတဲ့ဘဝချင်းမတူဘူး तू လူချင်းလို့လူတာလူပစီကာကွယ်ပေးနေတယ်ဟာဒီလူခမင်းတို့ကစင်ရတဲ့ဘက်ကာကွယ်ပေးနေခမရစင်ရဘူးလားခင်ဗျားတို့စင်ရဘူးလားအခုကိစ္စကဘယ်လိုဖြစ်လဲဆိုတော့နှစ်ပိုင်းကွဲနေနှစ်ပိုင်းမဟုတ်သုံးလေးပိုင်းလောက်ကွဲနေဒီဘာဒီကိစ္စတစ်ခုနဲ့ပေါ့နော်အဲလူအမြောင်များတောင်မှပဲဘယ်လိုထိဝင်းကွဲတဲ့ပုံစံဖြစ်မိတဲ့လူကလည်းသူ့ပစ္စည်းပါသွားတော့ဒေါသလျောက်ပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာတင်လိုက်အဲ့တော့ကြေညာရထားတက်ကြတာပေါ့ကျွန်တော် ဒီကြားထဲမှာတချို့ကကျွန်တော်ပြောတယ်ကိုကြီးဒီလောက်ကိုကြီးလိုင်းသားမှာဖြစ်တာကိုကြီးနေနဲ့ဘာမှကိုကြီးဆောင်ရွက်တာမရှိဘူးလားဆိုပြီးကျွန်တော်တကွန်ကွန်နဲ့ဖုန်းနေဆက်တယ်စာရီပို့ကြတယ်ပေါ့နော်အဲတချို့ကြတော့လိုင်းသားကိုကြီးကဒီဆိုင်ပိုင်ရှင်နဲ့ဘာတော်လို့ငိန်နေတာလဲပေါ့ဆိုင်ပိုင်ရှင်နဲ့ဘာတော်လို့ငိန်နေတာလဲတဲ့အဲတချို့ကြတော့ကျွန်တော်အားပေးစရာအကြောင်းမရှိဘူးပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကဟိုဆိုင်ရှင်ကလည်းသူ့ရဲ့ပစ္စည်းပါသွားတဲ့အတွက်ဒေါသလျောက် ူတုံ့ပြန်တယ်ဗောလေအဲ့ဒါကိုတချို့တချို့တချို့သောလူတွေကဖန်ရှင်ရဲ့လုံရက်ကိုလက်မခံဘူးလက်မခံဘူးအဲတချို့တချို့လူတွေကြတော့လေဘာရဲ့လုံရက်ကိုလက်မခံဘူးသူခိုးလို့ရိုက်အဲချို့ကလည်းအပြင်းနဲ့သူဟိုဘောသူတို့ရင်ထဲမှာမကောင်းကြဘူးဗောဟုတ်ပြီအဲ့တော့ဒီဖန်ရှင်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖန်ရှင်ဒီသူပစ္စည်းတွေ ပေါ့နော်ဒီအဖွားကြောင့်လည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်တခြားသူတယောက်ကြောင့်လည်းဖြစ်မယ်မကြာခဏဟောပျောက်တယ်ပဲထားပါတော့သူပျောက်လို့သူ့ရဲ့ပစ္စည်းဆုံးရှုံးတာကြောင့်သူဒီဒေါသလျောက်ဟုတ်တယ်ဟိုကိုလည်းကျွန်တော်ဆိုလည်းကျွန်တော်ပစ္စည်းဆုံးရှုံးရင်တော့ဒေါသလျောက်တော့ဖြစ်မိမှာပါဒါမဲ့သူဒေါသလျောက်ဖြစ်တဲ့တုံ့ပြန်မှုကြောင့်ဒါဟိုအများပြည်သူရဲ့ညုံညင်ကြီးကိုခံရတာပေါ့လीနော်အဲ့တော့ဒါဆိုင်ရှင်ဘက်ကကြည်တာပေါ့ဆိုင်ရှင်လည်းသူ့ရဲ့ဒေါသလျောက်ပေါ့ ဟုတ်ပြီခေါ်ဘက်ကကြည့်မယ်ဆိုဟုတ်ပြီသူဒီဒီလောက်ကိုအတံမွေးအောင်ပြုတ်နေတာလားပေါ့နော်ဒီဟာကိုပေါ့နော်သူ့နဲ့အတံမွေးအောင်ပြုတ်နေတာလားဒါမှမဟုတ်ဒါမှမဟုတ်သူ့ရဲ့အခက်ခဲတစုံတရာကြောင့်ပေါ့နော်ဒါကိုလှုပ်လိုက်တာလားဒါကိုလှုပ်လိုက်တာလားငှားလာတာလားဆိုတော့ငှားလာတာမဟုတ်ဘူးအမြဲတမ်းထိန်းနေပေါ်ရတယ်ရ သူနဲ့ဆွေမျိုးဆိုလို့ရှိရင်တော့ဆိုင်ရင်တော်တယ်မဆိုင်မတော်ဘူးဆိုင်ရင်တော်တယ်မဆိုင်မတော်ဘူးဘာလို့ဆိုင်ရင်တော်တယ်မဆိုင်မတော်ဘူးလဲဆိုတော့ဒီအဖွားရဲ့ตาကအဲ့ตาကအမေရဲ့အမေနဲ့ယူထားတာအမေနဲ့အမေနဲ့ယူထားတာตาအသက်ငယ်တယ်သူ့ตาယူထားတဲ့သူ့ตาရဲ့မိန်းမအသက်ကြီးတယ်ဗောနော်အဲ့ဒီမိန်းမမှာပါလာတာကဟိုသူ့သမီးသူ့သမီးပါမယ်ကြီးပါမယ်ဗောနော် အဲအဲအဲ့လိုတွေပေါ့အဲဆိုင်ရင်တော့တော်တာပေါ့ဩဆိုင်ရင်တော့မတော်ဘူးပေါ့အဲ့တော့ကျွန်တော်ကိုချင်းစားတယ်ကိုချင်းစားတယ်ဒီဒီအမျိုးသမီးတွေဘက်ကလည်းကိုချင်းစားတယ်လို့ကျွန်တော်တို့ကကာကွယ်ပေးနေတာမဟုတ်ဘူးနော်တက်တဲ့လူကိုလည်းကျွန်တော်တို့ကအပြစ်ပြောနေမှာမဟုတ်မှန်တယ်မှန်တယ်ဒါမဲ့ဟိုလူတယောက်ရဲ့ရှေ့မှာပေါ့နော်တက်ကျွန်တော်တို့မတွေ့ဘူးလေသူတို့လည်းမတွေ့ကြဘူးအပြင်လူတွေလည်းမတွေ့ကြဘူးဒါမဲ့ဟိုဒီကိုရှေ့မှာကိုမျက်လုံးနဲ့ဟိုထင်းထင်းရှားရှားမြင်ရတာကြတော့ခါကြတော့ရင်အဆိတ်ကြီးမကောင်းကြတာ စိတ်မကောင်းကြတာတချို့ကတော့အကြောင်းလူကြပါတော့တချို့ကတော့မလူဘူးပေါ့အကျွန်တော်ဆိုလည်းမလူကျွန်တော်ဆိုလည်းမလူဒါကိုလူရတန်းရလောက်တဲ့အနေထားရှိမရှိဆိုတာတေချာမသိပဲနဲ့ဘာမှလုပ်လို့မရဘာမှလုပ်လို့မရအကျွန်တော်လူမယ်လူပြစ်မယ်ဆိုရင်တော့ဒီအဖွားကဘောနော်သူ့ရဲ့အရန်အကြက်တဲဖြည့်ရှင်းစရာအကြောင်းတစ်ခုရှိလို့မဖြည့်ရှင်းနိုင်လို့ဒီပြဿနာကိုဒီလိုဖြည့်ရှင်းလိုက်ရတာ ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ရဲ့ပြဿနာကိုကျွန်တော်တို့ဖြေရှင်းပေးဖို့အတွက်ကျွန်တော်တို့ကကူညီသင့်တာကူညီမယ်။အဲလူတိုင်းပေးကမ်းသင့်တာလူတိုင်းပေးကမ်းမယ်ပေါ့နော်။ကျွန်တော်ဆိုလည်းမလူဘူး။ဒါပေမဲ့တနာကြတယ်လူတွေကတနာကြတဲ့အတွက်လူကြတန်းကြတာပေါ့နော်။အဲ့တော့ကျွန်တော်မလူဘူးဆိုရင်ပေးပေးကျွန်တော်မလူထားလိုက်တော့လူကျင်တဲ့လူလူလေးကျွန်တော်ပြောစရာအကြောင်းမရှိဘူး။လူတယောက်ရဲ့ခံစားချက်ချင်းမတူဘူး။ ကြုံတွေ့လာတဲ့ဘဝချင်းမတူဘူးကြုံတွေ့နေတဲ့ဘဝချင်းမတူဘူး तू လူချင်းလို့လူတာလူပါစီ तू ကုသိုလ်ရမသိကြအောင်စောင်းနေလိုက်ကိုမလူချင်းဘူးမလားကိုမကြိုက်ဘူးမသိကြအောင်စောင်းနေလိုက်ဟာဒီလူခွန်မင်းတို့ကဟိုကာကွယ်ပေးနေတယ်ဆင်းရဲတဲ့ဘက်ကာကွယ်ပေးနေခမရဆင်းရဲဘူးလားခမရတို့ဆင်းရဲဘူးလားခမင်းငတ်ဘူးလား မစင်ရဘူးဓမင်းမငတ်ဘူးရင်အဲ့ဒါတွေမသိဘူးခင်ဗျားတို့အဲ့လိုအကြီးအကျယ်ဒုက္ခဖြေရှင်းလို့မရနိုင်တဲ့အခက်ခဲတွေကြုံဘူးလားလူဆိုတာကြံရမရတယ်ဆိုတဲ့စကားအလကားမဟုတ်ဘူးဟာလေမင်းစင်ရတိုင်းတာကွာတဲ့အခက်ခဲဖြစ်တိုင်းတာဒုက္ခရောက်တိုင်းတာတောင်းစားပေါ်တဲ့ဒုက္ခရောက်တိုင်းတောင်းစားရင်လည်းအကုန်တရောင်းစားဖြစ်ကုန်မှာပါလူလောကလေဒါလူဘဝလေတခိုးရှိတဲ့လူလိန်ရှိတဲ့လူညာရှိတဲ့ ဓမ္မရှိတယ်အများကြီးရှိတယ်လေလူဆိုတာသူ့ဘဝနဲ့သူ့ဖြစ်တည်မှုနဲ့သူသူ့ဖြစ်တည်မှုနဲ့သူမတူကြဘူးလေတယောက်နဲ့တယောက်ကမမရှိတိုင်းခိုးစားရမှာမဟုတ်တလို့မရှိတိုင်းလည်းတောင်းစားရမှာမဟုတ်ဘူးတက်ကြီးရွယ်ဦးတချို့ရဲ့ကြုံတွေ့ရတဲ့အခက်ခဲကဘာလဲဆိုတော့သူတို့မှအင်အားမရှိအင်အားမရှိတဲ့အတွက်သူတို့ခွန်အားနဲ့ ပတ်သက်ပြီးတော့ငွေရှာလို့မရအောင်အဲ့တော့သူတို့မှလည်းသူတို့ကြံရံမရလုံမိလုံရလုံတာမျိုးရှိတတ်တယ်အဲ့တော့အဓိကကခမည်းတော်စင်ရယ်ဘူးလားခမည်းတော်ဒုက္ခရောက်ဘူးလားဟာငါဒုက္ခရောက်ဘူးလေရောငါတို့တော့အဲ့လိုဖြစ်မရှိဘူး no ခမည်းတော်မှာဖြည့်ရှင်းစရာနီးလိုက်ရှိကောင်းရှိနိုင်တယ်သူ့မှာမရှိရင်လေ तू လုံမိမှာပဲမှန်တယ် လုံမိမှာပဲကျွန်တော်ကွယ်ပေးနေတာမဟုတ်ဘူးနော်ဘာမှလည်းမသိဘူးပြီးရောဟုတ်လားဘာဆိုချင်ပေါ်တင်စရာလို့လေဟုတ်ပြီခမရတို့မစင်ရဘူးလို့ခမရတို့ဒီစကားပြောတာခမရတို့စင်ရဘူးရင်တော့ဖြည့်ပြီးတွေးပေးမိလိမ့်မယ်ပေါ့နော်အဲနောက်တစ်ခုပေါ့ဟာပစ္စည်းလေးဒီလောက်ပါသွားတာကွာဒီလောက်လောက်ရလားဆိုတာကိုကိုတိုင်ကျွေးနဲ့သွင်းနဲ့ရင်းပြီးရှာထားတဲ့ပစ္စည်း 那个阿达的长有嘞路个，那位修多阿嘞卡价。嗯，看那边这块地多大了，多麻烦哩。三星八块钱嘞，地路面路亚嘞。看那边这块地多大了，多麻烦。嗯，真真看看，看看路都大堤挖好大嘞，别起码偏麻烦哩。阿别不如那边真真看，都就是表路。哎呀看，没得卡价了，都多大了要多，东边嘛，东边没麻烦。嗯。 မမိတဲ့အချိန်တော့ကတော့လွတ်တော့လွတ်တော့ကတော့စားသွားတယ်ဗျာတုံ့ပြန်ခွင့်မရကလီ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 နဲ့စိတ်ထဲမှာဟုတ်ပြီမိသွားပြီမိသွားပြီတော့လုံအောင်ဟာဆိုတဲ့အတိသူတို့မှရှိတယ်ဒါတော့တူတူကိုကိုဒါဖြစ်လေဖြစ်တာရှိတာပဲလေဖြစ်လေဖြစ်တာရှိတာပဲမှားတာကတော့နှစ်ဦးနှစ်ဖက်လုံးကမှားနေတာပဲနှစ်ဦးနှစ်ဖက်လုံးကမှားနေတာပဲမှန်နေတယ်ဆိုတာကတော့မှားတာတော့မှားနေအဲ့တော့နှစ်ဖက်လုံးမှားနေတဲ့ဘက်ကိုတယောက်ကတစ်ဖက်ကိုသွားရရင် ။ तू လည်းမားနေတဲ့ဘက်ရက်တာပဲလေ။နှစ်ဘက်လုံးမားနေတာဘယ်ဘက်ရက်ရက်မားနေတာပဲ။အဲ့တော့ तू ရက်ချင်တဲ့ဘက်ကိုရက်။ तू လူချင်းလူပလိစီ။မလူချင်းမလူနဲ့။ကိုကကိုအေးစေးနေလိုက်စိတ်မချမ်းသာဘူးလား။စိတ်မချမ်းသာဘူးလား။အဓိကပြောချင်တာခမားစင်ရဘူးလား။ခင်ဗျားပြည်စည်းကဲလက်တလုံးမှာရေပန်းစားဆုံးဗီဒီယိုလေးကိုမိတ်ဆွေတို့အတွက်ဝင်မြှပေးလိုက်ပါရစေ။မိတ်ဆွေတို့ရဲ့အမြင်ကိုလည်းကွန်မန့်မှာမှတ်ချက်ပေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။